နံပါတ်1စိတ်ညစ်ပြီးဘာမှမလုပ်ချင်တဲ့အခါကောင်းငင်ကိုမော့ကြည့်ပြီးငါဒီလိုနေလို့မဖြစ်ဘူးဆိုပြီးကိုကိုကိုပြန်ချင်းချုပ်ပါနံပါတ်2အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါအားမလျှော့လိုက်ပါနဲ့အခက်အခဲတိုင်းဟာတင့်ကိုကြန့်ခိုင်တမ်းပါစေပါတယ်နံပါတ်3ကိုကိုကိုအားကိုးပြီးအရောက်လှမ်းသွားမယ်ပန်းနိုင်လေးတစ်ခု အိမ်မက်ကလေးတစ်ခုကိုဖန်ပြီးရယူပါ နံပါတ်၄တခါတလေငိုစရာရှိရင်လူမရှိတဲ့ဇနီးအားသွားပြီးအောင်ငိုပြစ်လိုက်ပါမငိုရာကြာရင်မငိုရတဲ့သူဖြစ်သွားနိုင်ပါတယ်တခါတလေဝမ်းနေနေရင်လည်းအားရပါရငိုချပြစ်လိုက်ပါ ပြီးရင်ပြန်ပြီးတော့တည်ငြိမ်လာပါလိမ့်မယ်နံပါတ်၆အစင်မပြေရင်လည်းအစင်ပြေသလိုနေပါတချို့ကြတော့စူးစမ်းပေမဲ့အစင်မပြေကြပြန်ဘူး မကြိုးစားပဲထိုင်းနေရင်ပိုစင်မပြေဖြစ်သွားရကြပါတယ်လေဗယ်9ထပ်ပြီးစူးစမ်းပါလူဆိုတာစူးစမ်းခြင်းစိတ်ရှိရင်ဘလောက်ပဲတက်တွေရရဖြစ်လာနိုင်ပါတယ်လေဗယ်10ဆုံးချုံမှုတွေရှိရင်စိတ်ကိုဖြည့်ပြီးနောက်တစ်ချိန်မမအောင်တည်ထားပါနံပါတ်9ဇွဲကောင်းတဲ့အဆုံးချုံရင်းဆိုတာဘယ်တော့မှမရှိနိုင်တယ်လို့ လန်တဝက်နဲ့တင်လက်လျှော့လိုက်တဲ့အောင်မြင်မှုဆိုတာလည်းမရှိနိုင်ပါဘူးနံပါတ်10လောကမှာနားမလဲတဲ့အရာတွေရှိနိုင်ပါတယ်အရေးကြီးတာကနားမလဲတာကိုနားလဲအောင်ကြိုးစားဖို့ပါပဲနံပါတ်17အကောင်းစားရည်မွေးနှံတွင်မလိုပါဘူးကိုကျင်တရားကောင်းအောင်နေပါကိုကျင်တရားကောင်းရင်စိတ်ထားကောင်းရင်ကိုသိရင်ဟာမွေးပြန့်နေမှာပဲဖြစ်ပါတယ် နံပါတ်7ဘလို့ဘိုးမမလိန်ညာပါနဲ့အမန်တရားဆိုတာတနေ့တွေတစ်ချိန်ချိန်မှာပေါ်ပေါက်လာရဇမြဲပါနံပါတ်7အမားရှိခဲ့တိုင်းလဲအပြစ်မဟုတ်ပါဘူးတချို့မားတွေကတန်ရှင်းပါတယ်လူသားတိုင်းဟာ အမားနဲ့မကင်းနိုင်သလိုအမားရှိမှ အမန်းဆိုတာဖြစ်လာခဲ့ရတာပါ အဓိကအမားတွေကိုသင်ငန်းဆောင်အဖြစ်ရယူပြီးနောက်ထပ်တစ်ခါထပ်မမားဖို့အမားတွေမှာတဝဲဝဲလေမနေတတ်ဖို့ပဲအရေးကြီးပါတယ်။နံပါတ်14လူလူချင်းစာနာတတ်သူစိတ်ရှိသူဉာဏ်ပညာကြီးမားသူ နားလည်ခွင့်လွန်ပေးနိုင်သူတူဖြစ်အောင်ကြိုးစားပါ။နံပါတ်15ဘဝမှာတန်ဖိုးရှိဆုံးအရာဟာ အကြမ်းမဟုတ်ပါဘူးအသက်ရှင်သန်နေရတာပဲဖြစ်ပါတယ်အရာအားလုံးမှာတန်မိုးရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာကို မမေ့လိုက်ပါနဲ့နံပါတ်6ချစ်ခင်သူတွေဝိုင်းဝိုင်းလဲနေဖို့မလိုပါဘူးပင်မအားငယ်လာတိုင်းမိခိုးအားယူနိုင်မယ်ရင်ဝင်လေးတစ်စုံ ရှိနေဖို့တော့လိုအပ်ပါတယ်နံပါတ်7 ချစ်တယ်ဆိုတဲ့စကားကိုဘယ်ချိန်မှပြောပြောစိတ်ရင်းနဲ့ပြောပါနံပါတ်၈ sorry ဆိုတဲ့စကားလုံးကိုဘယ်ချိန်မှပဲပြောပြောတစ်ဖက်လူရဲ့မျက်လုံးကိုသေချာကြည့်ပြီးပြောပါနံပါတ်၁ဇန်းသားရဲ့တငယ်ချင်းအပေါင်းအသင်းတွေရှိဖို့မလိုပါဘူးနေဘူးမိုးရရင်လက်ချင်းတွဲလို့ဂျုံလာသမျှရင်ဆိုင်ဖြည့်ရှင်းမယ် တငယ်ချင်းကောင်းတစ်ယောက်ပဲရှိဖို့လိုအပ်ပါတယ်။နံပါတ်20တငယ်ချင်းကောင်းမိတ်ဆွေကောင်းလိုချင်ရင်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းမိုးကအကြီးကပါပဲ။သူတစ်ပါးပေါ်ကိုကောင်းမှသာသူတစ်ပါးကကို့ပေါ်ကိုပြန်ပြီးကောင်းလာမှာပဲဖြစ်ပါတယ်။ဒါကတော့စိတ်ညစ်နေသူစိတ်တကြနေသူတိုင်းနားထောင်သင့်တဲ့ခွန်အားရှိသော စာစုများထဲမှာအချက်20ကို ပေါ်ပြပေးလိုက်တာပဲဖြစ်ပါရဲ့မိတ်ဆွေတို့အားလုံးရဲ့တနေ့တာမှာစိတ်ညစ်စိတ်ရှုပ်တွေကင်းဝေးပြီးတော့ခွန်အားအပြည့်နဲ့ပျော်ရွှင်ချမ်းသာစွာဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်နေ့မှာကျမတို့တွေဘလို့တုတ္တရတာနဲ့ဇမ်းမာကြီးဖြစ်ပွဲစာပေမျိုးမျိုးကိုတင်ဆက်ပေးမလဲဆိုတော့ကိုတော့စောင့်မျှကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်